ဇရီကိုပြုတ်တော့တက်နှက်လုံးချီရဟင်းစီပြန်ဟင်းရမရအပြင်အသီးရွက်ဆောင်နဲ့ဟင်းပေါက်ချက်စားလို့လည်းရပါတယ်။ဇရီကိုဟင်းပေါက်ချက်မယ်ဆိုရင်တော့ချက်မောင်ရွက်၊ကစွန်းရွက်၊ခရမ်းသီး၊မြေ၊ရုံးပရီသီး၊မြေုပ်သီးခွဲကြံ၊ကြက်တော်နီး၊ကြက်တော်ဖြူ၊ပစွန်ချောက်အနေငယ်နဲ့စိမ့်စားငပီအနေငယ်စီတို့လိုအပ်ပါတယ်။လိုအပ်တဲ့စာရီစုံပြီဆိုရင်တော့ချက်မောင်ရွက်ကစွန်းရွက်တွေကိုတင်ပြီးရေစိမ်းအောင်ဆေးကရေစစ်ထားပါ ခင်းသီးတွေကိုပပလီထားပါမြစ်တွေကိုလည်းပပလီထားပါရုံးရည်သီးကိုတော့အတောင့်လိုက်လေးရေစေးထားပေးပါဇရစ်တွေကိုတော့တပြားရိုက်ပြီးစားနေနေကရေစစ်ထားရမယ်ပစုံကြောက်ကိုညက်နေအောင်ထောင်းပြီးတော့ကျစ်တော်အဖြူနီကိုပါတခါလေးထည့်ထောင်းပေးပါ ပြီးရင်တော့ဒဲဦးခက်ကြီးကြီးတလုံးနဲ့မှဇရစ်နဲ့အသီးရွက်တွေအားလုံးကိုထည့်ပါပစုံကြောက်ကျစ်တော်အနီအဖြူထောင်းထားတာတွေရင်စိမ့်ဆောင်ငပီရေကိုတခါလေးထည့်နေပေးရပါမယ် အရင်နောက်ငရုတ်သီးခွဲချက်နေတဲ့အတူစီကိုပါထဲ့ကအိုးဖုံးပိတ်လို့တဲထားပေးပါစီတန်ကြားတဲ့အခါအထက်အောက်တမအောင်မှွေပြီးတော့အိုးဖုံးကိုပြန်ပိတ်ထားပေးပါ စီပြန်ပြီးအိုးချခန်းကြီးရောမှာ ရုံးပရိသီးလေးတွေကို အနေတော်လှီးပြီးထည့်ရပါမယ်အဲ့ဒီခါမှာတော့ချင်းချင်းဆက်ဆက်လေးနဲ့အသီးနှံဆုံးအရသာဆုံးနဲ့ဟင်ပောင်းလေးကိုရရှိပြီးဖြစ်ပါတယ်အဲ့ဒီဟင်ပောင်းထဲမှာဇရစ်လေးကတော့ဣထွေပြီးစားရတာအရသာရှိလာပါတယ် ဇယျထဲမှာပါဝင်တဲ့အာဟာရဓာတ်တွေကိုလေ့လာတဲ့အခါမှာတော့ဇယျစာသုံးမှု100ဂရမ်မှာအင်အားဓာတ်29ကီလိုကယ်လိုရီ၊ဂစီဓာတ်6ဂရမ်အပြင်ထုံးဓာတ်၊ဗီတာမင် E နဲ့ပရိုတင်းဓာတ်များစွာပါဝင်တာကိုတွေ့ရပါတယ်။အခုလာမှာတော့ဇယျကိုစီမံဖန်တီးချက်ပြုတ်စာသုံးပုံများနဲ့အတူအာဟာရဓာတ်မှုတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။